ဒီကဒါလေးကိုမြတ်စွာဘုရားက ကောသလမင်းကြီးကိုအကြောင်းပြုပြီးတော့ဟောခဲ့တာဟောရခြင်းရဲ့အကြောင်းအရာလေးကပြောစရာအလွန်ကောင်းတယ်ကောသလမင်းကြီးဆိုတာကယောဂီတို့သိထားကြတဲ့အတိုင်းပဲအစားကအလွန်ကြီးတယ်ဟုတ်လားစံတစိ့ချက်တောင်ကုန်တယ်လို့ဆိုရရှိတာအဲ့ဒါဒီနေ့မှာအဲ့လိုစားတွေအများကြီးစားပြီးတော့ အနာမယူခင်လေးပဲမြတ်စွာဘုရားရဲ့အကြောင်းတော်ကိုသူရောက်သွားတယ်။ကိုရောက်တော့မြတ်စွာဘုရားတရားဟောပိဋကတ်တွေကလည်းရှိတယ်။အစားတွေကအများကြီးစားလာခဲ့တာဆိုတော့သူဘလို့မှမနေနိုင်အိတ်ချင်ငိုက်မြည်နေရတာအလွန်ဆင်းရဲတယ်ပေါ့ဟိုဘက်လှဲလိုက်ဒီဘက်လှဲလိုက်ဘလို့မှမတက်တာအများကြီးစားခဲ့တာပေါ့အဲ့ဒီမှာမြတ်စွာဘုရား တခါကြီးပင်ပန်းသလားဆိုတော့မှန်လားပါဗျာတပိတော့အများကြီးစားလာအလုံးမပင်ပန်းဆင်းရဲပါလေဗျာဆိုတော့အဲ့ဒီမှာမြတ်စွာဘုရားကာထာလေးတစ်ပုဒ်ဟောသေးတယ်မိတ္တိယတာဟောတိမဟကသောဇနေတာယိတာတံပရိဝတ္တတာယိမဟာဝရဟောဝနိဝါပပုထောပုဏ္ဏပုဏ္ဏကဗမှုပေတိမန္တောတဲ့မဟာရာဇမြတ်သောမင်းကြီးယရာချင်းခါ၌ မဟကတောအစာကျူသောသူသည်မိဒိသနိုင်မြည်ခြင်းဖြင့်နှိမ့်ဆက်သည်လေဟောတိဖြစ်၏။ဤဝါပဗုဒ္ဓအစာကျူသောမဟာဝရဟောဝဝတ်ကြီးကဲ့သို့ရောပုရိသောအရှင်ပုဂ္ဂိုလ်သည်မိဒာယိတအိမ်မောကြလျက်တံပရိဝတ္တတာယိသတပြောင်းပြန်မြဲအိတ်လေးရှိသည်လေဟောတိဖြစ်၏။မန္တောပညာနေသောသောပုရိသောထူယောက်ကြသည်ပုဏ္ဏပုဏ္ဏအဖမ္မအထက်တ္တဂဗ္ဗအမိဝန်းတိုက်သို့ဥပေတိကဲ့ရ၏။ မင်းကြီးတဲ့အစားအသောက်အကြီးရဲ့ပုံကောငိုင်မြင်းချင်းရဲ့နှိမ့်ဆက်တာကိုလည်းခံရတယ်ဥပမာအားဖြင့်အိမ်မှာအသားတိုးဖို့မွေးထားတဲ့တော့အိမ်ဝက်ကြီးလိုစားရင်လည်းစားပြီးတော့ဟိုဘက်လှိမ့်ဒီဘက်လှိမ့်တပြောင်းပြောင်းမြန်အိပ်ပြီးတော့နေလေးရှိတဲ့ပုံကောပညာဉာဏ်နဲတဲအတွကြောင်အမိဝမ်းတိုက်ကိုခဏခဏကပ်ရတယ်တပန်ဇာတိပဋိတရေနေခြင်းကိစ္စကိုသူခဏခဏပြုတ်ရတယ် တန်တရားဘုကမလွတ်နိုင်ဘူးလို့ပြောတာပါအိမ်မှာမွေးထားတဲ့ဝက်ကြီးတကောင်နဲ့တောင်ဥမာပေးတာနော်အဲ့ဒါဘယင်ကိုဟောတဲ့တရားဟုတ်လားအဲ့လိုဟောပြီးတော့မြတ်စွာဘုရားဒီမင်းကြီးရဲ့ပုံမှာအကျိုးလိုလာတဲ့စိတ်အများကြီးရှိတာဖြစ်တဲ့အတွက်ကြောင့်ဂါထာတစ်ပုဒ်ထပ်ပြီးတော့ဟောသေးတယ်အဲ့ဒီဂါထာလေးကတော့တရားဓမ္မတို့ဥစဉ်တို့ရောတရားဓမ္မတို့ရောဥစဉ်တို့ရောအရာတောင်စောင်းထားတဲ့နေအဲ့ဒီဂါထာလေး တော်တော်ကောင်းတယ်ဒီကနေ့ညဟောတဲ့တရားကအဋ္ဌကထာလေးကိုပြောခြင်းလေအဋ္ဌကမနုဇတတရာတတိမတော်မဋ္ဌံဇာနာတော်လတ္တဘောဇနေတနုကတဘွန်တိဝေဒနာတဏိကံစီရတိအာယုပါလယံတရာအခခသိန်တတိမတော်တတိရှိသောလတ္တဘောဇနေရအပ်သောဘောဇင်၌မဋ္ဌံဇာနာတော်အတိုင်းရှိကိုတည်သောအတ္တမနုဇတထိုသူအား ဝေဒနာဝေဒနာတို့သည်တဏုကခေါမကုန်သည်ဘွန်တိဖြစ်ကုန်၏အာယုပါလျံအသက်ကိုစောင့်ရှောက်လျက်တဏိကံဖြည်းဖြည်းသာလျင်ဇီရတိအိုဤဒါလည်းအလွန်ရှင်းပြတဲ့အကောင်းအမြဲတမ်းသတိရှိတဲ့လူတယောက်အစားတော့စားရမယ်ဆိုလို့ရှိရင်လည်းပဲအတိုင်းရှိကိုသိတဲ့လူတယောက်အရေးချင်းနှမျိုးတောင်းဆိုနော်အမြဲတမ်းသတိရှိရမယ် မနုဇ္ဇတတရာတတိမတော်အမြဲတမ်းသတိရှိရမယ်သတိရှိတယ်ဆိုတာကိုဘာလုံးနေတယ်လဲကိုဘာပြောနေတယ်လဲကိုဘလို့ဖြစ်နေတယ်လဲဒီဖြစ်နေတဲ့အနေအထားကိုသိနေတာကိုပြောတာအဲ့လိုသတိရှိပြီးတော့မဋ္ဌံဇာနာတော်လက်ရဘောဇနီလက်ရဘောဇနီရလာတဲ့ဘောဇင်ရလာတဲ့ဘောဇင်ဆိုတာအကြောင်းမျိုးမျိုးကြောင့်ကိုရှိမှစားတဲ့ဟာတွေရောက်လာပြီကိုရှာထားတာပဲဖြစ်ဖြစ်သူများလာပေးတာပဲဖြစ်ဖြစ်စားတဲ့ဟာရှေ့ရောက်လာပြီဆိုရင်ဒါကိုစားတော့မယ်ကိုရောက်လာရလာပြီပေါ့နော် ဲ့ဒီရလာတဲ့အစအစာကိုမထန်ဇာနာတော်တဲ့အတိုင်းရှိကိုသိရမယ်တဲ့ဒီစကားကအလွန်ကျေပြန့်တယ်ဟုတ်လားဒီစာဟာငါနဲ့တဲ့သလားမတဲ့ဘူးလားတဲ့ပြီဆိုရင်လည်းဘယ်လောက်ထိစားမလဲဒါကိုဆုံးဖြတ်ချက်ပေါ်ပဲမူတည်တာနော် အတိုင်းရှိကိုသိရမယ်ပထမအချက်တင့်မတင့်သိရမယ်ဒုတိယအချက်အပမာဏကိုသိရမယ်ဟုတ်လားအဲ့လိုမျိုးအစာအာဟာရရဲ့ပုံမှာအတိုင်းရှိတည်တယ်အမြဲတမ်းသတိရှိတဲ့လူတယောက်ဟာတဲ့ ဝေဒနာဝေဒနာတို့သည်တဏှုကခေါင်းပါကုန်၏တဲ့နေရတာချမ်းသာတယ်လို့ပြောတာလေလံနဲ့ထိုင်းမိုင်းနဲ့အဲဝေဒနာတွေအစားအသောက်ကြောင့်ဖြစ်တဲ့ယောဂါတွေဖြစ်လာပြီဆိုရင်လေဝေဒနာတွေကပြင်းပြင်းထန်ထန်နှိမ့်ဆက်မှာနော်ဒါကြောင့်သတိရှိတဲ့အစာရမှာအတိုင်းရှိတည်တဲ့ပုဂ္ဂိုလ်ဟာဝေဒနာနေတယ်တဲ့ဝေဒနာနေတယ်ဆိုတာဒုက္ခဝေဒနာနေတာကိုပြောတာဟုတ်လားချမ်းချမ်းသာသာနေနိုင်ခြင်းနဲ့တက်တက်လက်လက်ပော့ပော့ပါပါနေနိုင်ခြင်းနဲ့ဆိုလို့ရှိရင် အစာအာဟာရမှာအတိုင်းရှိကိုသိရမယ်။သင်မသင်ကိုသိရမယ်။ဘယ်လောက်စားတဲ့တယ်ဆိုတာကိုသိရမယ်။ဟုတ်လား။အဲ့လိုဆိုရင်ဝေဒနာတွေနည်းမယ်တဲ့။ဒါရဏဆိုတော့မကဘူးတဲ့။အာယုပါလျံအသက်ကိုစောင့်ရှောက်လျက်တဲ့။အဲ့ဒီတတိရှိပြီးတော့အစာအစာမှာအတိုင်းရှိသိတဲ့လူဟာအသက်ကိုစောင့်ရှောက်ရာရောက်တယ်။ဆိုလိုတာကအသက်ရှိမယ်လို့ပြောတာ။ဟုတ်လား။အဲ့ဒီအသက်ရှိမယ်ဆိုတာတဲ့ အထူးသဖြင့်ဒကမာကြီးများပို့ပြီးတော့သဘောကျမဲ့အကျိုးကျေးဇူးနောက်ဆုံးမှာပါတယ်။တဏိကနှင်းနေစီရတိအိုဤတဲ့အိုနှေးတယ်တဲ့။ဟုတ်လား။အိုနှေးတယ်တဲ့။နော်။အဲ့လိုဆိုလို့ရှိရင်ဦးဇင်းတို့ပေးတဲ့ပေါင်းသူတော်ကောင်းတို့ဗျောင်းမြန်လှမ်းပြီးတော့တွေးပေါ့။အဲ့ဒေသနာတစ်ခုကိုချင်းကတ်တဲ့နေရာမှာနော်အရှိတိုင်းပြောထားတာကိုစဉ်းစားဖို့လိုသလိုဆန့်ကျင်ဘက်အတိတ်ပဲလေးတွေလည်းတွေးကြည့်ဖို့လိုတယ်။ဟုတ်လား။ တတိရှိပြီးတော့အစာရမှာအတိုင်းရှိတည်တဲ့ပုံကောဝေဒနာနေတယ်အသက်ကိုစောင့်ရှောက်ပေးတာဖြစ်တယ်အိုးနှေးတယ်လို့သူကအကျိုးရလက်သုံးမျိုးပြောတယ်အကယ်၍ကျွတ်တော့သတိလည်းမရှိဘူးအစာရမှာအတိုင်းရှိလည်းမသိဘူးဆိုရင်တော့ဝေဒနာတွေလည်းများမယ်အသက်လည်းတိုးမယ်ပြီးရင်အိုးလည်းညံမယ်ဟုတ်လားလူမအိုးမညံခြင်းဘူးနော်အဲ့တော့ဒီနေ့မှာဦးဇင်းတို့ပေးတဲ့ပေါင်းတော်ကောင်းတို့ ကိုအခြေအနေကိုကိုယ့်ဟာကိုယ်စဉ်းစားဟုတ်လားများသောအားဖြင့်လူတွေစားနေတောင်းနေကြတာတွေဟာလွန်လွန်ကဲကဲစားနေကြတာပဲများခန္ဓာကိုယ်လိုအပ်ချက်တွေတတိနဲ့စားတာမျိုးဟောလိုအပ်လို့ကျွေးတာမျိုးဆိုတဲ့အတွေ့မျိုးတဘာဝကြာကြာတွေးတာပိတ်မပါဘူးเนาะအစာထားကိုစားတာကို စိတ်လိုလိုက်ပြီးတော့ဖြိုပြေးရေးဆန်ဆန်ဇိန်ခံတဲ့သဘောမျိုးနဲ့စားကြတာပဲများတယ်ဟုတ်တယ်မဟုတ်လား အာမစရင်မဖြစ်လို့မစရင်ဒီမှာမို့လို့ဒါကိုစားမအသက်ရှင်တဲ့နိုင်မှာအသက်ရှင်တဲ့နိုင်မှာတန်ဖိုးရှိတဲ့လူကိုလုံနိုင်မှာဆိုတဲ့မုံမြတ်တဲ့အတွေးနဲ့စားတာကအလွန်နဲတယ်စားလို့စားလိုက်တယ်စားပြီဆိုရင်လည်းအရသာခံဖို့ကအဓိကပဲကောင်းနေပြီဆိုရင်တော်တော်နဲ့မရက်တော့ဘူးဟုတ်လားအဲ့ဒါပါတော့ကိုယ့်ကိုယ်ကို ရှင်းရဲအောင် လုပ်တာပေါ့နော်စိတ်အလိုလိုက်လိုက်တာပေါ့စိတ်ပညာရှိတော်ကကြည့်မယ်ဆိုရင်ဘုရားအောင်ကောင်းသေးတယ်ဒီကထာလေးက စားတော့နေခြင်းဟာကျမချင်းရဲ့အကြောင်းပဲဒါကြောင့်မြတ်စွာဘုရားတထက်ပဲစားကြလို့ယဟန်တွေကိုအတိမ်ပြည့်ညတ်တာလတုကီကောပမသုတ်တံဆိုတာရှိတယ်ဥစဉ်တို့ဟောပွားတယ်ငကိုတုံးကမြတ်စွာဘုရားညတာမစားရဘူးလို့ပြည့်ညတ်ချက်ထုတ်တာမရှိဘူးဟုတ်လားနောက်ကြတော့ညမှာဆုံးကန်တွေပါလေထွက်တော့တချို့ဒကမကြီးတွေကလန့်ပြီးတော့အော်ဒါဘုန်းကြီးကလမ်းပေါ်မှာသွေကြီးရက်ပြီးတော့မဲမဲကြီးဆိုတော့ဟဲ့ပါကြီးတော့တဲရဲကြီးလားဟုတ်လား အဲ့မှာဒုက္ခရောက်ကြတာလေပြီးမှဘုန်းကြီးဆိုဩဘယ်နဲ့ညာကြီးမိုးချုပ်အဆင်မပြေဘူးပေါ့နော်မတင်တော်တဲ့အမျိုးသမီးတွေရှိတဲ့လမ်းကိုရောက်တာလည်းရှိအဲ့လိုအမျိုးမျိုးသောအကြောင်းမြတ်စွာဘုရားကတော့ဟိုပြဿနာပေါ်လာပြီဆိုတော့မှသာလေဝိနည်းပညာချက်တွေကိုထုတ်တာများတယ်အဲ့မှာညာသာမစားရဘူးဆိုတာဟုတ်လားတောက်တော်မြတ်စွာဘုရားနေလွဲတာမစားရဘူးတဖြည်းဖြည်းနဲ့အဲ့ဒါတချို့ရဟန်းတော်တွေကဒါကိုမကျေနပ်ကြတာရှိတယ်မကျေနပ်ဘူးဆိုတာမြတ်စွာဘုရားမုန်းတာကိုပြောတာမဟုတ်ပါဘူး ဩအသေးမွားလေးတွေကဆက်လိုက်ပြီးတော့ချုပ်ချယ်နေတာပဲလို့ထင်တဲ့ယန်းတွေလည်းရှိတယ်။ဒါပေမဲ့တကယ်လေ့ကျင့်ကြည့်လိုက်တဲ့အခါတကယ်လိုက်နာကြည့်လိုက်တဲ့အခါကျတော့အလွန်အကျိုးကျေးဇူးကြီးမားတာကိုတွေ့ရတယ်။ပေါ်ပါတယ်၊ချမ်းသာတယ်၊ကျမ်းမာရေးကောင်းလာတယ်။ဟုတ်လား။ကိယကထနဲတဲ့အများကြီးပေါ့သူ့ရဲ့အကျိုးကျေးဇူးတွေက။ဒါကြောင့်ဦးဇင်းကတခါတလေတရားစကံပွဲကိုမနက်ခင်းကိုစံပြုတ်ပဲတိုက်မယ်လို့စဉ်းစားမိတယ်။ကိယကထနဲအောင်လောက်ရတာ။ဝိယဝိဇ္ဇလောက်ရတယ်ပြတော့ပြတာတွေခန့်နေဟုတ်လား။ နေ့လေလည်းပဲမြားလွန်းတယ်လို့ဖုံးဖွားမြင်တယ်အခုကြွေးနေတာတွေကိုလေမြတယုံဆိုတော်ပြီပေါ့ဟုတ်လားဒီခုနှစ်ရက်လေးကျမကြီးအတွက်လိုအပ်ချက်ကတော့ပြည့်စုံရမှာပေါ့နော်ဦးဇင်းတို့အစွန်းရောက်တာမဟုတ်ပါဘူးမြားတော်ဖျင်းကအစွန်းကရောက်နေတာမြားတွေပဲရောက်နေတာနေတွေပဲရောက်တာမဟုတ်ဟုတ်လားနော်ရိတ်တာတွေမှာဘလို့ကြွေးတယ်အမလေးဘေးတာ ာမမကောင်းပါဘူးမရှုံကမဲကလည်းပြောရရင်ရိတ်တာသွားပြီးတော့ဟုတ်လားအစားတော့ကောင်းသွားစားဖို့လုပ်နေတာကြားနေတာပဲဟုတ်လားအဲ့ဒီအစားအသားနဲ့ပတ်သက်ပြီးတော့ဦးဇင်းတို့အများကြီးရှော့ချနိုင်မယ်ဆိုလို့ရှိရင်ဝေယဝိဆာလိုရတဲ့အပိုင်းအစားသားရပါလို့အကုန်လုံးကောင်းသွားမယ်လို့ထင်တယ်ဒါလည်းပဲတရားအထုတ်တဲ့ပုံကိုယ်တွေကိုပထမအမြင်ရှင်းအောင်တော့အရင်ပြောဖို့လိုမယ်ပေါ့နော်ဒီခုနှစ်ရက်အတွင်းလေးမှာငါအစားအသားနဲ့ပတ်သက်ပြီးတော့ တကယ်ကိုချိုးချိုးချန်ချန်ကျင်သုံးကြည်သမ်းမယ်။နောက်အိမ်ရောက်မှငါကြိုက်တဲ့လောက်စားမယ်။အခုရိတ်တာအတွင်းတော့ငါချိုးချိုးချန်ချန်လေးနေလိုက်အောင်မယ်ဆိုတဲ့စိတ်ကလေးမွေးစေချင်တယ်။အဘလို့တော့အဲ့ဒါအတင်းစားလို့ရှင်ဒီပေါ်ကြတော့အဲ့ဒါအပြိုင်ငိုက်ကြတော့မှလေ။တဏှာကြီးတို့ဆိုလို့ရှင်အဲ့ဒါငိုက်တာပဲများတယ်။အဲ့တော့ကိုစားထားတာတွေကကိုယ့်ကိုပဲဒုက္ခပေးမှာနော်။ဒါကြောင့်ဒီကာထာလေးကိုမြတ်စွာဘုရားမင်းကြီးရဲ့အကျိုးအတွက်ဟောတာ။ ။နောက်အမြဲတမ်းသတိရှိပြီးတော့အစာအသားမှာအတိုင်းရှိသိတဲ့ပုံကောနံပါတ်1ဝေဒနာနေတယ်နံပါတ်2အသက်ကိုစောင့်ရှောက်ပြီးသားဖြစ်တယ်နံပါတ်3အိုးနှေးတယ်တဲ့။ဒါကြောင့်ဦးဇင်းတို့ရှင်သာတိဗုဒ္ဓါကိုရမေကြီးဟောခဲ့တဲ့ဂါထာတော်တွေထဲမှာနောက်သူရဲ့ကျင့်စဉ်လေးတွေထည့်ပြီးတော့ဟောတာရှိတယ်။စတ္တတော်ပင်စအာလောပေနောက်ဟိုစွန်းစားတဲ့အခါမှာဒီ၄၅လောက်စာကိုမစားဘဲနဲ့ ခြံထားလိုက်တယ်ပေါ့ဘိုက်ထဲမှာနေရာလေးခြံထားလိုက်ပြီးမှအဲ့ဒါကိုရေတောက်တယ်ပေါ့နော်ဆိုကြပါစို့အလုတ်30စမဝမယ်ဆိုရင် အလုတ်အစိတ်လောက်ပဲစားလိုက်တယ်ပေါ့ခြံထားလေးကနေသာထိုင်သာလေးရှိအောင်လို့ခြံထားအောင်လေအပြည့်ကြီးထဲ့တဲ့အခါကျတော့နေရာခက်တာပေါ့အဲ့ဒါကိုမင်းကွန်းဆိုလိုရည်ရသူကလေးငါလုတ်စာခြံထားပြီးတော့ရေတောက်တာမဟုတ်ဘူးတဲ့လေးငါလုတ်ပဲစားတာတဲ့ဟောအယူဆအမျိုးမျိုးနော် လင်းငါလုံးစာချန်ထားတာမဟုတ်ဘူးတနက်လုံးမှဘလောက်စာလင်းငါလုံးစာပဲစားရတယ်အဲ့ဒါဆရာတော်ကြီးကအဲ့လင်းငါလုံးစာလောက်ပဲစားရတာငချောက်ဖုတ်ကလေးတွေစီစမ်းထားတဲ့တောင်အဲ့ဒီစီတွေပါလို့ဆိုပြီးတော့လက်ဖက်ရည်ကွက်ထဲထည့်ပြီးတော့စီစစ်ပြီးတော့မှစားအဲ့အသက်ရှည်ကြီးနေတော့တာပဲလေဟိုတနေ့ကဦးချင်း ပြင်စာမှာတိမ်သမုတ်တော်ဥဆောင်ပြီးတော့သမုတ်ပေးတဲ့ဆရာတော်ကြီးကသက်90ကျော်အလုံးမှကျမ်းပါတယ်တွက်လက်ဖြက်လက်ပြီးတော့ပေါ့နေတာပဲ။ အဲ့တော့၃၄ရက်လောက်သူနဲ့အတူတူဆွမ်းစားကြည့်တော့အကြောင်းတရားကို တွေ့ရတယ်။အံဩစရာကြီးမနှက်ခင်းစားတာဥစဉ်ထင်တယ်လက်ဖက်ရဲ့တောက်ပံကတလုံးတိတ်တိတ်ကလေးသာလောက်ပဲရှိမယ်ဆွမ်းလေးမှာ။ဟုတ်လား။နေ့လေကြတော့လည်းပဲဟိုဟာလေးလိုလိုဒါလေးလိုလိုနည်းနည်းလေးပဲစားတယ်။အမြဲတမ်းဒီတိုင်းပဲတဲ့။အတူကလည်းသူ့ကိုယ်သူပြောတယ်ဒီအစားအသောက်ကိုတကယ်ကိုသတိထားပြီးတော့နည်းနည်းပဲစားတဲ့အတွက်ကြောင့်အလွန်ကျန်းမာတယ်လို့သူထင်တယ်။ တော့ဒါကတချို့အလုတ်ကျန်းလောက်ရတဲ့လူတွေအတွက်တော့တင့်တော်ချင်မှတင့်တော်မှာပေါ့နော်အင်းနဲ့အားနဲ့လောက်ရတဲ့အတွက်လောက်ရတဲ့လူတွေအဖို့တော့ဟုတ်လားအများကြီးစားဖို့လိုမယ်ပေါ့သို့တော့လူအများစုကအင်းနဲ့အားနဲ့လှုပ်လို့လိုအပ်လို့စားတာမှမဟုတ်ပဲဘာလို့စားရတယ်ထင်တော့ဥစဉ်ကတော့ဇိန်ခံရင်လို့စားရတာဟုတ်တယ်မဟုတ်လားစားတာကိုအရသာခံပြီးတော့စားနေတာစားလို့မကောင်းရင်စားမလားစားလို့မကောင်းရင်ရက်ပြစ်မှာနော်တောက်လျှောက်စားလို့ကောင်းအောင်ပဲဖန်တီးပြီးတော့လုပ်မှာ တော့လိုအပ်လို့စားတာလားစားခြင်းလို့စားတာလားဆိုတာကိုကွဲပြားအောင်တွေးဖို့လိုတယ်ဟုတ်လားလိုအပ်ချက်ရလုံမယ်ဆိုလို့ရှိရင်ဒါအတိပ္ပယ်ရှိတယ်နော်လိုအပ်ချက်ကိုဖြည့်ဆည်းတာမျိုးမဟုတ်ဘဲနဲ့နော်လောဘကိုဖြည့်ဆည်းတဲ့အနေအထားမျိုးဆိုလို့ရှိရင်အဲ့ဒါကိုဒုက္ခကိုရှာတယ်လို့ဖြစ်သွားလိမ့်မယ်ဟုတ်လားအခုရေကိုတောက်ပြီးတော့နေကြတာတွေပါတယ်ရှိရလေဘယ်နေ့ရက်လောက်ရေတောက်တယ်ဆိုတာအမေအဲ့ဒါကဟိုတနေ့ကတောင်တွေ့ရသေးတယ်ဖျားမပွင့်ခင်ကစပေါ်တဲ့နီးတဲ့အဲ့ဒီနီးက နောက်36နာရီလောက်ဘာမှမထည့်ဘဲနဲ့ဗိုက်ထဲမှာဘာမှမထည့်ဘဲနဲ့ရေးရေးတောက်နေအဲ့တော့တလကိုနှစ်ခါသုံးခါလောက်တော့လှုပ်တဲ့နေတဲ့အထဲထဲရာတွေကိုရှင်းထုတ်လိုက်တာတချို့ဒီထဲမှာဦးဇင်းတို့ရဲ့နားလေတဲ့လူတွေပါမှာပါဒီခန္ဓာကိုအလုတ်လုတ်ပုံအစာရထဲလိုက်ရင်နော်ဘယ်လိုကလေးစားတွေဘယ်လောက်ပင်ပန်းပုံဘယ်လောက်ပြဿနာကြီးပုံဆိုသူတို့ပို့ပြီးတော့အသေးစိတ်သိတယ်ဟုတ်လားဟိုတလောကဆရာမကြီးတယောက်ပြောတာလည်းရှိတယ်သူက တရ24နှစ်ရည်ရှိတာဦးတဲ့68ကျင့်စဉ်ကိုသူကျင့်နေတာကြာပြီတဲ့ကျမကြီးလည်းအလွန်ကောင်းတယ်တဲ့68ဆိုတာဘောင်းဆိုအစာစားချိန်ကို6နာရီပဲထားတယ်78နာရီလုံးလုံးပိုက်ထဲကိုဘာမှမထည့်ဘူးရေပဲထည့်မယ်ဖြော်ရည်လောက်ပဲထည့်မယ်အဲ့ဒါဘုန်းတော်ကြီးတွေကအလိုလျောက်အဲ့ဒီ68ကျင့်စဉ်ကိုကျင့်ပြီးသားဖြစ်နေတာတဲ့မနေ့ကင်း6နာရီကနေ့72နာရီအထိပဲစားမယ်လေ6နာရီအတွင်းစားပေါ့ ဟုတ်လားဒါတောင်တစ်ခါတည်းဝါဝမစားဘဲနဲ့နှစ်ကြိမ်သုံးကြိမ်လောက်ခွဲစားနိုင်ပိုကောင်းတယ်ကျမရေရှုတော်ရပြောမယ်ဆိုဒီဦးသိန်းတို့ဒူတင်ဆောင်နေဆိုတဲ့ခါကျတော့ကယိကထာနေအောင်သူကြတော့အထက်ထအကြိမ်ကြိမ်စားတာကိုပယ်ပြီးတော့တစ်ကြိမ်ပဲစားတာရှိတယ်တချို့ဒူတင်ဆောင်ကြတဲ့ဆရာတော်ကြီးတွေတစ်ကြိမ်ပဲစားတယ်သူကြတော့အလုံနေအောင်ပေါ့နော်အစားအတွက်အချိန်မပေးတော့ဘူးပေါ့ကျန်တဲ့အသေးပဲရှိတဲ့အလုပ်တွေကိုလုပ်ဖို့အတွက်အချိန်ပေးတာ တော့ညနေစာမစားဘူးဆိုတဲ့ကိစ္စကိုလူတော်တော်များများတကယ်တမ်းလုံးမယ်ဆိုရင်လုံးလို့ရတယ်ဟုတ်လားအလုတ်ချင်းလုံးနေတဲ့လူတွေကနင်းနေပါဟုတ်တယ်မဟုတ်လားအဲ့ဒါတိတိကျကျကျမ်းမာရေးအတွက်ရောเนาะအစားသားရရနော်မြှော်ကိုပြီးတော့လုတ်ကြည့်ပေါ့ဘလောက်ကြီးကထနေသွားမလဲနော်ပတ်ဆံကုန်လည်းတက်တာအောင်မှာနော်ဟုတ်လားအကုန်လုံးလောကကံရတာအရှုပ်တွေလည်းတက်တာအချိန်တွေလည်းအများကြီးရတယ်နော်ဥပုံဆောင်တဲ့အချိန်မှာဦးဇင်တို့ဝိကာလဘောဇနာတိတ်ခါဘုတ်ကိုစောင့်ထင်းနေဆိုတာ ကောင်းတဲ့လုပ်တွေကိုလုပ်ဖို့အတွက်အချင်းပိုရအောင်ဆိုတဲ့ရည်ရွယ်ချက်လည်းပါတယ်သူကဒီညစာအတွက်ပြင်ရဆင်ရချက်ရပြောတာတော့လားရှားဖွေရတယ်လွယ်တဲ့ကိစ္စမဟုတ်ဘူးဟုတ်လားအဲ့တော့အဲ့လောက်ဖြ်နင်လု့ရှင်ဖြ်တော့နိုင်တော့ဥစ်တို့မှတ်တာခွင်နော်ငြိအေးခွင်ရတာပေါလု်ကြည်ပေါဟု်လာခုဒီမှမြတ်စွာဘုရားပြောပြီဟု်လားမြေတန်သတိရှိပြီတောစာရမှတိုင်းရှိတဲ့ပုဂ္ဂိုလ်ာနံပါတ်1ဒုက္ခဝေဒနာနေတယ်ဟုတ်လားနံပါတ်2အသက်ကိုစောင့်ရှောက်ပေးတယ် နပါတ်အိုနှေးတယ်တဲ့ဟုတ်လားအဲ့ဒီဂါထာကိုဟောတဲ့အခါကျတော့ကောသလမင်းကြီးကအလွန်သဘောကျတယ်သဘောကျပြီမလို့သူရအောင်ကြက်မှတ်နိုင်တဲ့အစွမ်းမရှိဘူးအဲ့ဒါနဲ့သူ့ရဲ့တူသူတတနာဆိုတဲ့လူလင်ကပါတယ်အဲ့ဒီနာမှာအဲ့ဒါမြတ်စွာဘုရားသူတတနာလူလင်ကိုဒီဂါထာကိုသင်ထားဒီဂါထာကိုရအောင်ကြက်ထားရပြီဆိုလို့ရှိရင် မင်းကြီးစွန့်စားလို့နောက်ဆုံးထမင်းလို့ရောက်ပြီဆိုရင်မင်းဒီကထာကိုရွတ်ပါဠိလိုဆိုတော့တို့ကအဓိပ္ပာယ်သိပြီးသားပေါ့နော်ပါဠိစကားပြောတဲ့လူတွေဆိုတော့ဒီကထာလေးကိုရွတ်လိုက်ဒီကပြားလေးကိုရွတ်လိုက်အမြဲတမ်းသတိရှိပြီးတော့အစာအာဟာရမှာတိုင်းရှိသိတဲ့လူဟာဝေဒနာနေတယ်အသက်ကိုစောင့်ပြီးသားဖြစ်တယ်အိုးနှေးတယ်အဓိပ္ပာယ်အလွန်ရှိတာဟုတ် အဲ့လိုရွတ်လို့ရှိရင်မင်းကြီးဟာတေချာပေါက်နောက်ဆုံးစားမဲ့ထမင်းလို့ကိုမစားဘဲနဲ့ပြန်ချလိုက်မြဲတဲ့ပကံများတယ်ကြောက်မှာပေါ့နော်တနည်းအားဖြင့်အကျိုးကျေးဇူးကိုလည်းရကြင်မှာပေါ့အဲ့လိုဆိုမင်းကြီးသွားပြီဆိုလို့ရှိရင်အဲ့ဒီမင်းကြီးချထားခဲ့တဲ့ထမင်းလို့ကထမင်းစည်းကိုမင်းရေးတဲ့ရေးပြီးတော့နောက်နေ့ချက်လို့ရှိရင်အဲ့ဒီဆန်စည်းနဲ့အရေအတွက်ကိုရှော့ချက်လိုက်တယ်ဆိုလိုတာကအဲ့ဒီတလုံးစာကိုရှော့ချက်လိုက်လို့ပြောတာနောက်နေ့ကြတော့အဲ့ဒါနောက်နေ့စားပြီဆိုရင်လည်းနောက်ဆုံးလို့ရောက်လို့ရှိရင်အဲ့ဒီကာထာကိုရွတ်အဲ့ဒါနောက်ဆုံးလို့ကိုချထားခဲ့လိမ့်မယ်မင်းကြီးက ခြားတာကရင်အဲ့ဒီတလုံးစာနောက်နေ့လျှော့လိုက်အဲ့ဒီနီးနဲ့မင်းကြီးကိုအစားလျှော့ခိုင်းတာအဲ့ဒါဒီလေအစားကြီးတဲ့ပုံပေါ်တယ်အကောင်းဆုံးနီးရဟုတ်လားအကောင်းဆုံးနီးရရင်နော်တဲ့တဲ့တလုံးစာတလုံးစာလျှော့ပြီးတော့စားကြီးပေါ့ဟုတ်လားတခါတည်းလျှော့ခိုင်းတာမဟုတ်တော့တခါတည်းဆွေးနေနိုင်မှာမဟုတ်ဟုတ်လားခုလူတွေကြည့်ရတာများသောအားဖြင့်ဘာတွေပဲတော့အထူးသဖြင့်ဒကမာကြီးတွေကြည့်ရရင်တော့တဲ့40ကျော်သွားပြီဆိုအကုန်လုံးကဘလို့ဖြစ်ကုန်တော့ပုံပြပန်းပြက်တွေဖြစ်ကုန်ဟုတ်လားကိုယ့်အကိုဖြည့်စည်းပြတာကိုယ့်ပုံနော် ဲ့ဒါကြည်ကျန်းဖြင့်ရေဘူးရသဘောဖြင့်အဲ့ဒီဝတ်တုတ်တုတ်တွေအကုန်လုံးအစားပုတ်တဲ့လူတွေပဲများမှာမစားဘဲနဲ့မဝပါဘူးတချို့ကပြောသေးရတယ်ဒီကတော့ဘာမှမစားဘဲနဲ့ဝါနေတာလေမဖြစ်နိုင်တာကြီးနော်အဲ့ဒါနဲ့မြတ်စွာဘုရားအဲ့ဒီသုတ္တနာလူလင်ကိုအဲ့ဒီနီးကိုပေးတာပြီးတော့အဲ့ဒါသုတ္တနာလူလင်ကမင်းကြီးစားလို့နောက်ဆုံးလို့ရောက်ပြီဆိုရင်အဲ့ဒီကာထာကိုရွတ်တယ်အဲ့ရွတ်လိုက်လို့ရှိရင်မင်းကြီးကဟုတ်တယ်နောက်ဆုံးလို့ကိုမစားတော့ အဲ့လိုနဲ့တဏ္ဍပိတဏ္ဍလျှော့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 လာနောက်ဒဇလေလောက်ပဲစားတော့တယ်တဲ့အများကြီးလျှော့သွားတယ်အဲ့တော့လူကဘာဖြစ်တုံးဆိုတော့စောတော်ကဝါဖိုင်မိုက်ပုံကြီးတွေအကုန်ပျောက်သွားတာဗာလေးချင်းကလုတ်တယ်ဗာညာမပါဘူးတော့စားတယ်မှာအစာလျှော့တာနဲ့အဲ့ဒါလို့ဖြစ်သွားတာဟုတ်လားအဲ့တော့နောက်တော့ကျမကြီးကအလွန်ကိုပဲကောင်းတွက်လက်ပေါ်ပါပြီးတော့အားအိမ်တွေလည်းကြီးလာတယ်အဲ့တော့နောက်ကျောင်းတော်ရောက်လာတဲ့အခါကျတော့သူ့ရဲ့ပုံကလည်းပြောင်းသွားတယ် အဲ့ဒီမှာမြတ်စွာဘုရားကိုကျေးဇူးတင်လွန်းလို့ဟုတ်လားမြတ်စွာဘုရားနီးလန်းကြောင့်သူဒီလိုဖြစ်သွားတာကိုမြတ်စွာဘုရားတဲ့တပည့်တော်ငိုတော့နဲ့ဘာမှမတူတော့ဘူးတဲ့အခုသားသမင်ကိုလိုက်ဖမ်းမယ်ဆိုရင်တော့ဖမ်းနိုင်နေတယ်မြင်းကိုမြင်းရဲ့နောက်ကိုလိုက်ပြီးတော့တောင်ဖမ်းနိုင်နေတယ်သူကအဲ့လောက်ကြီးကြီးကိုသူကပြောင်းလဲသွားတာဒါကြောင့်မို့လို့တပည့်တော်ငိုတော့ကတွေ့ကြုံခဲ့ရတဲ့ဒုက္ခတွေအကုန်ပြောက်သွားပြီတဲ့ငိုတော့ကစားပြီးရင်သူကအိတ်တော်တာလေမအိဖဲကိုနေလို့မရဘူးအစားကြီးတဲ့လူကမအိဖဲနေလို့မရဘူး နော်ဂျိုင်းညာနေပြီးတော့အဲ့ဒါအိတ်တဲ့ခါမှာချွေးတွေကကြလာတယ်ဟုတ်လားပတ္တနတိဟုတ်လားဂျိုင်းညာနေပြီးတော့မြစ်မြစ်ကလေးချောင်းလေးများရှိသလိုချွေးတွေကစီးနေသလိုအဲ့ဒါပတိနတိလို့ခေါ်တာလေဟုတ်လားပတိနတိကောသလဆိုတာ